ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ချုပ်ဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်မျှဝေဖေးခြင်းတဲ့အကြောင်းအရာလေးကတော့တမီးနေအတွင်းမှာစိတ်ပြည့်စုံမှုဘယ်လိုရှင်းချမလဲဆိုတော့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရအဖေအားတွေများတဲ့အလုပ်တွေကြောင့်ရုတ်တရက်စိတ်ပြည့်စုံမှုတွေတက်လာတဲ့အခါတကူတကအချိန်ယူပြီးတော့တရားထိုင်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့အုံနောက်ကိုချက်ချင်းပြန်လည်ထိချုပ်နိုင်မယ့်နီလန်းလေး ဲ့ဒီနီလန်လေး၃ခုကြောင်းကျွန်တော်တို့လေ့လာကြည့်အောင်เนาะအဲ့တော့ပထမနံပါတ်၁ကတော့9431နီလန်9431နီလန်ဘာလို့ပြောရလဲဆိုတော့အဲဘဝဉာဏ်ရာဝတ္ထု၅ခုအတန်၄သန်းအနံ၃ခုခံစားမှု၂ခုနောက်အရသာ၁ခုအဲ့ဒီ၅မျိုး၄မျိုး၃မျိုး၂မျိုး၁မျိုးအဲ့ဒီ9431ကိုအာယုံခံပြီးတော့ ပြစုံကံတဲ့တဲ့ကိုအာယုံဆိုင်စေတဲ့နီလမ်းမှဖြစ်ပါတယ်။အဲပြီးတော့ပြန်ဆန်းကြည့်လိုက်ပေါ့တကယ်အစဉ်ကြီးလားမကြီးလား။နောက်တစ်ခုကအပူချိန်ပြောင်းလဲခြင်းဆိုအပူချိန်ပြောင်းလဲခြင်းကသူကဘာလဲဆိုတော့အဲကျွန်တော်လက်ကဝတ်ဘောပဲဖြစ်ဖြစ်ဒါမှမဟုတ်လက်ခုံဘောပဲဖြစ်ဖြစ်ပေါ့နော်။အဲ့ဒီဘောရေခဲလိုဟာမျိုးရေအေးလိုဟာမျိုးလေးကိုတင်ပေးလိုက်ပေါ့နော်။ ဆိုအဲ့လိုမျိုးရေခဲသုံးဖို့အေးတဲ့ရေတစ်ခုကိုတင်လိုက်တဲ့အခါမှာဘာဖြစ်တော့လဲဆိုတော့ focus nerve လို့ခေါ်တယ်ကျွန်တော် focus nerve စနစ်ကိုအလုံးစုံပေးပြီးတော့ချက်ချင်းစိတ်ကိုတင်းကျဉ်သွားစေတယ်အဲနောက်ဆုံးနေ့ကတော့ cognitive reappraisal လို့ခေါ်တယ်အတွေးခေါ်တယ်ပြန်လည်ဆန်းစစ်ခြင်းကျွန်တော်စိတ်ပြည့်စုံမှုဖြစ်စေတဲ့ဖြစ်ပျက်တွေကိုဒါငါ့အတွက်အခွင့်အရေးပဲလို့ကြောင်းပြန်နာမည်ပေးပြီးတော့ကျွန်တော်အုံနောက်ကနေပြီးတော့ခုနစိတ်ပြည့်စုံမှုစာစိန်ခေါ်မှုတွေကိုပြန်ခံယူပြီးတော့ အားရင်းတွေပြန်လည်မွေးဖွားတဲ့သဘောပေါ့နော်အဲ့တော့တကယ်တော့စိတ်ပစည်းမှုဆိုတာကျွန်တော်ဘဝရဲ့စိတ်ပိုင်းတွေပါပဲအခုကျွန်တော်ပြောပြတဲ့အချက်ကလေးတွေတိုင်းလိုက်လုပ်ကြည့်ပြီးတော့စိတ်ပစည်းမှုတကယ်ရောပြေရောရလားမပြေရောဘူးလားဆိုတာကျွန်တော်လက်တွေ့ဆန်းသပ်ကြည့်လိုက်ကြပါဦးအဲ့တော့အခုလိုမျိုးကျွန်တော်စိတ်ပိုင်းဆိုင်ရာဘုဒ္ဓတာတွေနဲ့တခြားသိစရာဘုဒ္ဓအကြောင်းအရာတွေကိုဆက်ပြီးတော့လေ့လာနိုင်မှုတွေအဲကျွန်တော်ရဲ့ channel လေးမှာဆက်ပြီးတော့ရှင်းနေပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာသိမ်းပါ